အင်္ဂလိပ်မြန်မာမြည်တိပါတာစကားကိုမစို့အပြန်လန်ပြောဆိုလေ့ကျင့်လို့ရလေမေးချင်မေးအကုန်ဖြေပေးတဲ့ AI အကြောင်းကိုမသိသေးတဲ့သူတွေအတွက်ကိုတော့ဗီဒီယိုနဲ့တကွာအလုပ်ပြပေးမှာဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့တချို့ကြတော့ဒီစာနဲ့ရေးပေးတာမလုပ်တတ်ဘူး။ဗီဒီယိုနဲ့လုပ်ပြမှာလုပ်တတ်မှာဖြစ်တဲ့အတွက်တချို့ကြတော့လည်းဒီမြန်မာလိုနဲ့အပြန်အလှန်ပြောချင်တာပေါ့နော်။ဦးလလဆက် ChatGPT ရဲ့မြန်မာလိုကစာရေးပြီးတော့စာတော့ဖြည့်ပေးတယ်။ဒါပေမဲ့စကားကြတော့ဒီမြန်မာဘာသာစကားမပါဘူးပေါ့နော်။နောက်ပြီးတော့ Gemini နဲ့မပါမရသေးဘူး။နောက်ပြီးတော့ Grok ကလည်းမရ သေးဘောเนาะအခုလောက်မဲ့ AI ကကြာတာအကောင်ဆုံး AI လို့တောင်ပြောလို့ရတယ် Google AI Studio ဖြစ်ပါတယ် Google AI Studio ရှိတယ် AI Studio App ဆိုတာရှိတယ် AI Studio App ကြတော့ပုံတွေကိုချိန်တာမျက်နှာချိန်တာပုံချိန်တာဘောเนาะအခုပြောမှာကြတော့မေးချင်မေးမြန်မာလိုပဲမေးပဲအင်္ဂလိပ်လိုပဲမေးမေးမေးချင်အကောင်ဖြည့်ပေးတယ်အကောင်ဆုံး Google AI Studio ကိုလောက်ပြမှာဖြစ်ပါတယ်မလောက်တက်ဘူးဆိုလို့ရှင်အစဆုံး ကြည့်ပါနားမလည်လို့ရှင် comment မှာမေးပါအာရပါရမေးပါเนาะနားမလည်ရင်တေချပြန်ကြည့်ပါအတိအကကြတော့ဒီဆီအောင်အောင်ရဲ့ follower တွေအားလုံးဟာ AI နဲ့မိပြန်နဲ့ပတ်သက်ပြီးတော့음လုံးအထက်ထဲဝင်ဝင်တိအောင်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တော့ဆီအောင်ဖြစ်ပါတယ်အခုစပြီးတော့တင်ကန်းစာကိုစတင်မှာဖြစ်ပါတယ်ခုလောက် ပြပေးမှာကကြာအခုမြင်သွင်းနေရတဲ့ DAI Studio ပေါ့နော် DAI Studio မဟုတ်ဘူးနော် DAI Studio ကကြာတော့ဘာလောက်တာလဲဆိုပုံနေချိန်းတာပေါ့နော်အခုလောက်ပြမှာကြာတော့သူက app နဲ့တွားတာမဟုတ်နော်သူကဘယ်ကနေတွားမလဲဆိုတော့ Google ကနေတွားမယ်နော်ဒီမှာ Google ကူကဲနေသွားမယ်ဆိုရင်လိုင်းခဏစောင့်မယ်နော်လိုင်းခဏစောင့်မယ်အဆလို့ရှိရင်တကယ်လို့တော့ကြည်မေးနဲ့ဝင်ခိုင်းနေစင်နဲ့ဝင်မနော်ပြီးလို့ရှိရင်ဒီမှာ talk to မပေါ်ဘူးဒီလိုမျိုးမပေါ်ဘူးဆိုရင်ဒီလိုမျိုးပေါ်ရဆိုပါတော့အင်းအင်းနော် welcome to ai studio ပေါ့နော်ဒါဆိုတရားကိုနှိပ်လိုက်ညနေလဲခါကြဒီမှာ stream ဆိုတာကိုနှိပ်လိုက် stream ကိုနှိပ်ပြီးတော့ talk ကိုနှိပ်လိုက်ပြီးတော့ along this time လေးရတာပေါ့နော် အဲဆိုလို့ရှိရင်ဒီမှာ connecting to server ဆိုပြီးတော့ပေါ်တယ်အဲ့ချိန်မှာမြန်မာလိုမဲမေးလို့ရတယ်အင်္ဂလိပ်လိုမေးလို့ရတယ် Can you speak Myanmar or Burmese ဟုတ်ကဲ့ခင်ဗျာ connecting to ဟုတ်ကဲ့ရပါတယ်မြန်မာလိုပဲမေးလို့ဟုတ်ကဲ့မြန်မာလိုပြောလို့ရပါတယ်အင်္ဂလိပ်လိုလည်းပြောနိုင်ပါတယ်ဘလိုမျိုးပြောစီချင်တာလေအဲကြတော့မြန်မာလို ိချင်တာမေးလို့ရတယ်သူဖြစ်ပြတယ်အင်္ဂလိပ်လဲမလျာမြည်တိပါတာစကားကိုမစကောင်းပါပြီဒါဆိုမင်္ဂလာပါကိုအကူရီးယားလိုဘလိုပြောလဲဟုတ်ကဲ့ခင်ဗျာမြန်မာလိုမီမင်္ဂလာပါကိုကိုရီးယားလိုအညာဆေယော လို့ပြောပါတယ်ဘလောက်ကံကိုတိချင်တာနဲ့အကုန်မေးလို့ရတယ်နော်ပြီးတော့ဒီမေးလိုက်တဲ့ဒီစာလေ ကိုပြန်မိတာလည်းပြန်ပြီးတော့နားထောင်လို့ရတယ်မင်္ဂလာပါကိုကိုရီးယားလိုအညာအကွာနားမလဲဘူးဆိုလို့ရှိရင်ဒီအော်ဒီယိုပါသူပေးထားတဲ့စာလည်းပေးထားတယ်ဆိုအရင်ကောင်းတယ်ဒီထက်ကောင်းတာကိုမင်းမရှိတော့ Google AI Studio ကိုအရင်ကြည့်စုတင်တယ်ဘာဖြစ်လဲဆိုမေးချင်တာအကောင်မေးလို့ရတယ်မြည်တိပါတာစကားကိုမစိုးမေးလို့ဟုတ်ကဲ့ပါအဆင်ပြေလို့ဝမ်းထားပါဝမ်းတာပါတယ်ခင်ဗျာတက်နိုင်တလောက်ကူညီပေးပါမယ် uh, I want to practice English with you. Can you help me? ကိုအင်္ဂလိပ်လိုမေးလိုက်ပြီနော်။ဒါမဲ့ကွာ line မကောင်းလို့နော် line မကမြန်မြန်လေးသူဖြေဟုတ်ကဲ့။အင်္ဂလိပ်လိုပြောချင်ချင်တယ်နော်။ကိုကြီးပေးပါမယ်။ဘာအကြောင်းကိုအင်္ဂလိပ်လိုပြောချင်တာလဲ။အဲဆိုလို့ရှိရင်မြန်မာလိုရအင်္ဂလိပ်လိုရနော်။ဒါဆိုလို့ရှိရင်မြန်မာလိုအာဟွာပေါ့မင်္ဂလာပါကိုထိုင်းလိုဘယ်လိုနှုတ်ဆက်လဲပြောပြပေးပါဦး။ ဟုတ်ကဲ့လိုင်းမကောင်းတာအဆင်ပြေဖို့ဖြစ်မင်းနော်တက်နိုင်တဲ့လောက်ကူညီပေးပါမယ်ဖြည်းဖြည်းချင်းနောက်ခုကတော့လိုင်းမကောင်းလို့ထိတိလေးဖြစ်နေပါတယ်လိုင်းကောင်းလို့ရှင်မြန်မြန်လေးသူဖြည်းပေးမှဖြစ်ပါတယ်တိချင်းမှမှန်တမျအကောင်လုံးပြောကြပြီးတယ်နောက်ခုသူထပ်ပြန်မေးမယ်ဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့တင်မင်္ဂလာပါကို ထိုင်းလူ สวัสดีครับဒါမှမဟုတ်အမျိုးသမီးဆိုရင်สวัสดีครับလို့ပြောပါတယ် AI ထဲမှာတော့တင်အကောင်းဆုံးပဲဝိပဿနာတရားအကြောင်းသိကျင်တာပေါ့နော်ဝိပဿနာဆိုတာဖတ်လေဘလို့ကျင့်ကြရတယ်လေစတာတွေကိုမေးလို့ရပါတယ်တက်နိုင်သလောက်ဖြေပေးပါမယ် နောက်ပြီးတော့ဒီ log တီချောင်းဒါမမောင် fruit chips ပေါ့အင်္ဂလိပ်လို fruit chips လို့ပြောပါတယ်အန်တာဒါဆိုလို့ရှိရင်ဘလောက်ကောင်းလဲဆိုတာဟိုပါပေါ့နော်ကိုမေးချင်တာအတန်လည်းပြန်ကြည့်လို့ရတယ်စာလည်းထောက်ပြပေးတယ်ကိုတိချင်တယ်မေးချင်တာမနေ့ကမေးလို့ရတယ် အာမတိရမှန်းမှန်းကုန်မေးလို့ရတယ်မိတိပါတာစကန်ကိုဆိုမေးလို့ရတယ်ဆိုတော့ AI ထဲမှာကျွန်တော်၃တက်မြတွေ့တက်မြ AI ထဲမှာဆိုရင် Google AI Studio ကတော့အကောင်းဆုံးပဲပြောလို့ရတယ် ChatGPT ရတဲ့မြန်မာမရဘူး Grok ကလည်းမရသေးဘူး Gemini ကလည်းမရသေးဘူးတော်တော်များများကိုပိုင်းလော့လည်းမရဘူး ਨੇ တူတယ်ဒါဆိုဒီကံကတော့အကောင်းဆုံးဖြစ်တယ်ဒါဆိုလို့ရှိရင်ဘယ်လိုလောက်ရမလဲဆိုလို့ရှိရင်တော့ TP လောက်ပြလို့ထင်ပါတယ်မတိလို့ရှိရင် comment မှာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်